ူတွေဟာတယောက်တည်းနေကြတာမဟုတ်တော့အယုန်နေနဲ့လည်းပေါင်းဆက်မိတယ်လူတွေနဲ့လည်းပေါင်းဆက်မိတယ်သရှင်တော်ဝါတွေနဲ့လည်းပေါင်းဆက်မိတယ်သင်္ခါရတွေနဲ့လည်းပေါင်းဆက်မိတယ်ဆိုပါစို့ဖြစ်ပေါ်လာတဲ့အယုန်နေဟာကိုကြိုက်ချင်မှကြိုက်တယ်စဉ်းစားကြည့်လေနေပူရင်နေကိုလည်းဒေါသဖြစ်တယ်လေတိုက်ရင်လည်းလေကိုလည်းဒေါသဖြစ်တယ်လူကိုယ်ရင်ဒေါသဖြစ်တာမဟုတ် <laughs> ိုမကြိုက်တဲ့စကားပြောတဲ့လူကိုမကြိုက်တဲ့အလုပ်ကိုလုပ်တဲ့လူကိုနဲ့မတည့်တဲ့လူပြောဆိုမစင်မပြေတဲ့ပုံကိုယ်တွေတွေ့ရင်ဒေါသဖြစ်တယ်အဲ့ဒါလို့ဖြစ်လာလို့ရှိရင်ကိုတဏ္ဍမှာဒေါသဖြစ်နေပြီဆိုတာကိုသိလာလို့ရှိရင်လူပုဂ္ဂိုလ်ဖြစ်လို့ရှိရင်မေတ္တာပွားနိုင်အောင်ကြိုးစားပြီးတော့ရင်ထဲကဒေါသကိုဖယ်ရှားအောင်မှာဖြစ်တယ်အဲ့တော့မေတ္တာပွားတယ်ဆိုတာကိုယ့်ရင်ထဲကဒေါသကိုဖယ်ရှားဖို့ ကြိုးစားခြင်းပဲဖြစ်တယ်မေတ္တာဘာဝိတ္တဘာဒေါသတဘာဟာနာယရှင်တဲ့ကအမုန်းစိတ်ကိုပြောက်ဖို့အတွက်မေတ္တာကိုတည်ဆောက်ပါမေတ္တာကိုတိုးပွားလုပ်ပါလို့သူတို့ဆိုတယ်သို့တော့ကနေ့ခင်မှာမေတ္တာပွားဖို့ဆိုတာသူကချမ်းသာခြင်းနဲ့လောဘနဲ့တွဲပြီးတော့ချမ်းသာခြင်းနဲ့အဆင်ပြေခြင်းနဲ့ဒါကြောင့်မို့လို့ကိုယ်ကကိုယ်တိုင်မေတ္တာမပွားဘဲနဲ့မေတ္တာပို့ပေးပါဆိုတာကို ပြောလို့ရှိကြတယ်လူတိုင်းလို့နော် တကယ်မေတ္တာဆိုတာကိုယ့်ရင်ထဲမှာဖြစ်အောင်လုပ်ရမယ့်အရာဖြစ်တယ်။သူတစ်ပါးကကိုယ့်ကိုမေတ္တာထားဖို့ဆိုတာမျိုးကမျောလင်းရမယ့်ကိစ္စမှာမဟုတ်တာဒါသူ့လုပ်ပဲကိုယ်လုပ်။အဲ့တော့ကိုယ့်အလုပ်ကိုကိုယ်မလုပ်ဘဲနဲ့သူများရဲ့ဆီကမေတ္တာတောင်းတနေတယ်ဆိုတာဒါတော့မဟုတ်သေးဘူးလို့ပြော။မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်နဲ့လွဲနေတယ်။မြတ်စွာဘုရားရဲ့အဆုံးအမကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသရဝါတွေပေါ်မှာဘယ်သရဝါဘယ်ပုဂ္ဂိုလ်ပေါ်မှာမုံတိစိတ်မဖြစ်ရအောင်မေတ္တာတရားကိုတည်ဆောက်ဖို့ဟောတာသာဖြစ်တယ်ပေါ့မေတ္တာတရားကိုတည်ဆောက်အောင်မယ်လို့ဟောတာအဲ့ဒါကိုမေတ္တာပွားရမယ်နော်ကိုကပွားခံနေတာမဟုတ်ဘူးကိုရင်ထဲကအမုန်းတရားပြောက်အောင် ကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာမုန်းတဲ့ပုဂ္ဂိုလ်မရှိအောင်ရင်းထဲမှာမုန်းစိတ်ကုန်အောင်မေတ္တာ ပွားရမယ်လို့ဆိုအဲဒီလိုအဒေါသဆိုရဲမေတ္တာတရားပွားလိုက်ပြီဆိုရင်ကိုယ်ရင်ထဲကဒေါသကလည်းစင်ကြယ်သွားတာပဲတန်ရှင်းသွားတာပဲအဲဒီလိုတန်ရှင်းအောင်လုပ်ရမယ်လို့ဆိုလိုတယ်ပေါ့နော်